မင်္ဂလာပါလက်တော့အိမ်မှကျူဆူပါရရှင် အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်တဲ့ဖရာရတရားလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်မလာရှိမျိုးနဲ့ရာထူးတိုးစင်မဲ့ရတရားပါဝင် ရာထူးတိုးစေဖို့လှုပ်လှလွယ်ကူတဲ့ရတရားလေးတွေနဲ့လစာတိုးတက်စေဖို့လှုပ်လို့ရတာလေးတွေရဲ့ဒီဒီရာကန်အလုတ်စင်မပြေလို့အလုတ်ပြောင်းချင်တာတွေရဲ့ကိုတစုတစီသေးတင်ဆက်ပေးထားပါဗျာ ူများတကားတွေယာထူးတူးနေကြပြီးကိုလည်းတုံးမဲ့ထဲပါတန်တော့ကြားနေပြီးယာထူးတူးဖို့တေချာချင်နေဆိုရင်အစင်ပြေတင့်တော်ရာပန်းရှစ်မျိုးကိုရှာပါအရေးအတွက်မလိုပါဘူးအိမ်ကမျက်စွာဖျားမှာပန်းရှစ်မျိုးနဲ့ပန်းမွေရခင်ပြီးလူတန်းပူဆိုရင်ယာထူးတူးဖို့ကိစ္စအောင်မြင်ပါစေကြောင်းဆုတောင်းဖို့ပဲဖြစ်ပါတယ်အရေးကြီးရင် interview တွေဖြေရမယ်ဆိုရင်ပန်းတွေကိုနေ့စဉ်လှည့်လှည့်ပြီးရှေ့ရက်စတိုက်ပြုလုပ်ပေးရပါတယ်။ရာထူးတိုးကိစ္စတစ်ခုတည်းအတွက်တင်မဟုတ်ပဲ စမွေးအောင်ချင်တာအင်တာဗျူးအောင်ချင်တာကိုပိုင်အလုပ်ကိုအချိန်မြင့်ပြီးအဆင့်တိုးချင်တာအပြိုင်ဆိုင်ကိစ္စနဲ့ကြုံခဲ့ရင်အနိုင်ရချင်တာတွေအတွက်လည်းပြုလုပ်လို့ရပါတယ် အလုပ်ကိစ္စရာထူးတိုးကိစ္စအင်တာဗျူးကိစ္စဗီဇာကိစ္စတွေအခက်အခဲရှိအဆင်ပြေစေဖို့အတွက်ဆိုရင်ကြာရာပြေးတာသမီများအတွက်အိမ်ဖျားမှာတရက်ညွန့်22ညွန့်တစ်သီးနဲ့တောက်တော်ရီအမွေးတိုင်းများကတ်လို့ပူဇော်ပေးပါတန်ပုတ်တီကာတာကို နေ့စဉ်ရွက်ဖတ်ပူဇော်ပေးပါ ောက်ကြတာသမီးများအတွက်အိမ်ဖျားမှာပတောက်ညွတ်29ညွတ်ပမုံနှစ်ချက်ကို ထောပတ်တုပ်ပြီးမွေးနေ့တိုင်းလှူပေးပါပတောက်သားကိုစောင့်ထားပါပဋ္ဌာန်းတည်တနာတော်ကိုရွတ်ဖတ်ပူဇော်ပါစနေတာသမီးများအတွက်အုံ6ညွန်တီဟုံ27ညွန်တတိ6မျိုးနဲ့အုံတီတစိတ်တို့ကိုလှူပေးပါတံပုတ်တိကာထာကို အမြဲမပြတ်ရွတ်ဆိုပေးပါ အင်္ဂါတသမီများအတွက်အိမ်ဖျားမှာ ခရီး28ညကရေကရသူမဟုတ်ချောကလက်မွေးနေ့တိုင်းကလူပေးပါဂုံတော်9ပါးကိုတရက်လင်ပတိ9ဘတ်နေ့စဉ်စိတ်ပေးပါတနင်္ဂနွေတတမီများအတွက်အိမ်ဖျားမှာဒန်းကြီး25ညနန်းကြီးတုတ်တသက်လို့မွေးနေ့တိုင်းလှူပေးပါဂုံတော်9ပါးတရက်လင်9ဘတ်စိတ်ပေးပါ ုတ်တဟုသာသမီများအတွက်အိမ်ဖျားမှာ စိန်ပန်း28ညစီတမင်တို့မဟုတ်စပစ်တီမွေးနေ့တိုင်းလှူပေးပါစိန်ပန်းသားကိုဆောင်ထားပါ ပထန်းရစ်ဆိုပူဇော်ပေးပါတနင်္လာသာသမီများအတွက်အိမ်ဖျားမှာဩဇာညွန်း16ညွန်းအုံဒီ73စိတ်စွန်းတပကံမွေးနေ့တိုင်းလှူပေးပါ ဩဇာသားကိုတန်လျှက်ပုံစံထုပြီးတော့မှ ဆောင်ထားပေးပါ အောင်တရား၈ခွက်ကာထာကိုတသိရွတ်ဆိုပေးခြင်းဖြင့်ယာတုကိစ္စအလုတ်ကိစ္စများအစဉ်ပြေလာစေပါတယ်မိမိနေအိမ်မှာရှိတဲ့ဖခင်ဓမ္မမဟုတ်ဘုန်းကြီးเจ้าမှာရှိတဲ့ ဖျားစင်နုတော်ရဲ့အောက်ဖက်မှာအနီရောင်ဂတိပါကောစောကိုမိမိမွေးနေ့မနက်9နာရီသို့မဟုတ်ဗုဒ္ဓဟူးနေ့နဲ့တနင်္ဂနွေနေ့မနက်6နာရီမှာစင်နုတော်ရဲ့အောက်ခြေမှာခင်ပြီးလူတန်းရင်အလုံနေရမြဲစေဖို့ဆုတောင်းလို့ရပါတယ်။အလုံမှာရထူးတိုးချင်တာအလုံကင်ကောင်းရချင်တာဆိုရင်ဖျားတွေမှာရောင်တဲ့အလံတစ်ခုပေါ်မှာမိမိနေ့နံ မိမိနာမည်နဲ့ယာထူးကိုရေးပြီးအာလူးတလုံးပေါ်မှာထိုးဆိုင်အိမ်ရဲ့တန့်ရှင်တဲ့နေရာတစ်ခုမှာတင်ထားပေးရင်လည်းအလုံမှာယာထူးတိုးတက်ဖို့ဖြစ်လာစေပါတယ်။အလုတ်ထဲကလုတ်ဖို့ကင်ဖက်တွေကိုယ့်ရဲ့လက်အောက်ကလက်အောက်ငယ်သားတွေကိုယ့်စကားကိုနားထောင်စေခြင်းရင်ဒါမှမဟုတ်ကိုယ့်ကိုစိတ်ချုပ်စေတာအလုတ်ထဲမှာအနှောင့်ယှက်ပေးနေတာဆိုရင် ကွန်တီစိတ်အဝိုင်းပေါ်မှာနာမည်ရေးပြီးတောက်ပြန့်ပေါ်မှာတွေးရပါတယ်။တောက်ပြန့်ပေါ်ကွန်တီစိတ်နဲ့တွေးနေတဲ့အချိန်ကိုခိုင်းချင်တဲ့သူရဲ့နာမည်ကိုခေါ်ပြီးသူ့ကိုအာရုံပြုပေးထားရပါတယ်။အလုတ်ထဲမှာနာစာတိုးချင်တာဆိုရင်တော့တည်တင်းစာစက်ကူကို ကတော့ပုံလို့ကတော့ထဲကိုထညက်ခဲဆက်တခဲထည့်ပြီးငကယုံဖျားရှိတဲ့နေရာကိုတွားရောက်လှူဒန်းပေးရင်လောက်ခလာစာ တိုးလာစေပါတယ် နောက်ထပ်အလုတ်ပြောင်းချက်နာဆိုရင်တော့ကိုနေထိုင်ရာမြို့ရွာရက်ွက်အသွင်းမှာရှိတဲ့ရေကန်တကန်စီကိုသွားပါရေကန်ထဲကကန်ရည်ပြင်ကိုကြည့်ပြီးရေတခွက်တောက်ရင်အလုတ်ပြောင်းချက်နဲ့မြို့နံမဲကိုထည့်ပြီးအလုတ်ပြောင်းလာစီဖို့စုတောင်းရပါတယ်ရေတခွက်တောက်တဲ့အခါခွက်နဲ့ပဲတောက်လို့ရပါမယ်ပြီးဆက်လွယ်ရေပူးနဲ့မောတောက်လို့မရတာကိုတတိပြုစီလိုပါတယ်ရှင် နောက်ထပ်အလုတ်ပြောင်းချင်တယ်ဆိုရင်တော့ရေဒီယာလေးကအရန်လွယ်လို့အလေးနဲ့မထားပဲမနေမိပါစေနဲ့နော်အလုတ်ပြောင်းချင်ရင်အိမ်ကဖျားမှာပြောင်းဖူးပေါ်ရှောက်တိညှက်ပြီးစွန်ကပ်ပေးရင်ဆူတောင်းပေးရပါတယ်အလုတ်မပြောင်းချင်ဘူးကြကြနေချင်တယ်ဆိုရင်တော့ပကံပြားတစ်ချက်ထဲမှာပြောင်းဖူးတစ်ဖူးတင် ပြောင်းဖူးစိတ်ကြားထဲကို နေကြစိတ်ထုတ်ထည့်ပြီးအပေါ်ကတမ်းမြည်ရင်ညှက်အိမ်ကဖျားမှာအလုတ်မပြောင်းစေရအောင်ဆူတောင်းပေးရပါတယ် နောက်ပတ်ဗုဒ္ဓဟူးနဲ့တနင်္ဂနွေနေ့တွင်မှာလည်းရွှေရှင်းလွယ်ကူပြီးနေ့စဉ်အသုံးပြုလို့ရမယ်။ဖရာရဲ့တရားလေးတွေကိုတင်ပြသွားမှဖြစ်လို့လက်တိုးအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။